ကျွန်တော်ဗမာပြည်မီဒီယာတွေဘယ်လောက်လွတ်လပ်ပြီလဲဘယ်လောက်ယုံကြည်စိတ်ချအားကိုးရပြီလဲဆိုတာကိုသုံးသပ်ဆွေးနွေးတင်ပြနေတာဖြစ်ပါတယ်အဒီကနေ့ဆွေးနွေးသုံးသပ်တာတွေတဲ့ကတချို့ချက်တွေကိုကာတွန်းရေးဆွဲပြီးတော့မိပေါင်းထိုးပြမယ်ကာတွန်းဆရာကိုမိတ်ဆက်ပေးကြပါတယ်ကာတွန်းဆရာကိုမျိုးမင်းမြတ်ဖြစ်ပါတယ်ခုဒီနေ့ကျွန်တော်တို့မီဒီယာလွတ်လပ်ခွင့်ကိုဆွေးနွေးနေတဲ့အချိန်ပါပဲကျွန်တော်တို့ဒီဗီသတင်းတော့ကိုစောဖေးတယောက်ကတရက်ထောင်ထဲမှာအခုဆိုရင်တလနီးပါးရှိပါပြီ မီဒီယာလောနဲ့ပတ်သက်ပြီးတော့တရားစွဲခံရမှာဟုတ်ပဲနဲ့ဝတရားနှောက်ယှက်မှုပိုင်နဲ့ကျူးလွန်မှုနဲ့တရားစွဲဆိုခံထားတဲ့အခြေအနေဘယ်တော့မှားယွင်းနေတယ်ဆိုတော့ဟိုကျွန်တော်တို့ဟိုစိတ်နေဥမောင်းဝဲကျဉ်ချုပ်ရှင်းပြနိုင်မလားနာဖြစ်တဲ့ကိစ္စလေးနဲ့ပတ်သက်လို့အချက်၃ချက်လောက်ပြည့်ရှုတော့ငါပြောရမှာဖြစ်ပါတယ်ပထမတစ်ချက်ကဒါရိုးအများပြည်သူသိတဲ့တဲ့ရင်ဖြစ်တဲ့အတွက်တရင်ဝင်ယူတယ်တရင်ဝင်ယူတဲ့အခါမှာဗီဒီယိုရိုက်တယ်ပေါ့နော်အဲရိုက်တာကိုကွန်ပျူတာမရှိဘဲနဲ့ရိုက်တယ်ဆိုတော့ ဟာလေးပါပဲဒါလေးပါပဲအဲ့တော့ညနေပိုင်းမှာသက်ဆိုင်ရာပညာရေးဌာနကျွန်တော်တို့တိုင်းကျွန်တော်တို့ဝန်ကြီးချုပ်ကြီးတင်ပြလိုက်တာလေနောက်တနေ့ကျတော့ရေစခန်းကလာစစ်တဲ့ဈေးတဲ့အဆင့်ကြီးရောက်သွားတာပါအဲ့တော့ပုံမှန်နှစ်ခုနဲ့ကြားဆွဲပါတယ်အင်ကျော်နေမှုပေါ့ဆရာအင်ကျော်နေမှုဆိုတာဌာနဆိုင်ရာယုံကနာတွေဘယ်လိုပတ်သက်လဲဆရာအင်ကျော်နေမှုဆိုတာနေအိမ်ဖြစ်နေအသုံးပြုတဲ့ဟာကိုပဲဆိုလိုခြင်းဖြစ်ပါတယ်ယုံဌာနတို့ဘာလို့ဆိုလို့ရှင်တော့ တာမန်ကျော်နေမှု448ရအများဆုံး3လလောက်ထိထနိုင်တဲ့ပုံမှာအခုက448ဆိုတာနေဖြစ်နေအသုံးပြုမဲ့အဆောက်အဦသူတို့ကသူတို့အိမ်လုံးများသတ်မှတ်ထားတဲ့ပုံပေါက်လားမဟုတ်ယုံဌာနပါဒါပညာရေးယုံဟိုဌာနလို့သတ်မှတ်ထားပါဒီဗီဒီယိုရိုက်တဲ့ကိစ္စလေးတစ်ခုပေါ်မှာဒါဟာစိတ်ညုံညင်လောက်တဲ့ဇာအကြောင်းမဟုတ်ပါဘူးဘုသောလည်းပဲသူ့ရဲ့တရားသူကြီးရဲ့ဆွဲယူကောက်ယူချက်ကစိတ်ညုံညင်စေရဲဆိုတော့ ဟာကိုဆွဲလိုက်တဲ့ခါမှာစိတ်ငုံငင်စွာတစ်ခုလေးနဲ့ပိုင်နဲ့ကျွလွန်မှုဟောအင်ဂျော်နင်းမှုဆိုတဲ့448ကိုလည်းပဲသူကပြစ်တစ်နှစ်ပေးလိုက်တယ်နှစ်နှစ်ချနိုင်တော့တစ်နှစ်ပေးလိုက်တခါ353ဒီလိုရိုက်လိုက်တဲ့ဗီဒီယိုရိုက်တာကိုတာဝန်တရားနှောက်ယှက်ပါတယ်ဆိုပြီးတော့တခါ353ကျွန်တော်တို့ကထောင်းတန်းအများဆုံးချနိုင်တဲ့ထောင်းတန်းတစ်နှစ်ချလိုက်ပါတယ်ဒီအချက်မှလည်းပဲပြုလို့မှုတစ်ခုရဲ့အပေါ်မှာဒါပုံမှန်နှစ်ခုခွဲပြီးတော့ ြည်တံချမှတ်တာဟာဥပဒေအရကျွန်တော်မှားယုံနေပါတယ်။ဒီနေရာမှာဂျာပြတ်ပြီးပြောနေတာတရားရေးမှန်တယ်ဟာအင်တန်ရေးကြည့်ပါ။အဲကြောင့်ဖြစ်လာတဲ့နိုင်ငံတော်နဲ့ဖြစ်လာတဲ့ကိစ္စပုဂ္ဂလိကချင်းချင်းဖြစ်လာတဲ့ကိစ္စမှာတရားရေးမှန်တယ်ကဆော့ဖက်မှုပြင်းရင်နဲ့ဖြောင့်မတ်မှန်စွာတရားစီရင်ပေးမှဒီစပေလွတ်လပ်ခွင့်လိုပါလို့ဆိုတာရှိနေပါတယ်။ကျွန်တော်တို့ကိုယ်စော်ပြီးတယောက်တည်းပြောသလိုဖြစ်မှာဆိုပါတယ်တခြား journalist တွေရောနေကနေက ကျွန်တော်တို့ journalist တွေပါရောဒီဝန်ထမ်းတွေစိတ်ညုံညင်တဲ့အခါမှာအဲ့လိုဝတရားနှောက်ရှက်မှုနဲ့အဲ့ဒီလိုမျိုးနောက်နောက်များဒီလိုများဖြစ်လာရင်ကျွန်တော်တို့ဘယ်သူအားကိုးရမလဲအဲ့ကျွန်တော်တခုတော့ပြောချင်ပါတယ်အခုကတကယ်တမ်းပြောရင်အခုကကဆရာဒီရှေ့တွေကြီးပြောပါလာမှာမှန်ပါတယ်ကျွန်တော်လည်းဆောသွားပြောမှုပါဒီကျွန်တော်တို့ကလက်လက်တဲ့တရားစီရင်ရေးပေါ့နော် independent judiciary မဖြစ်သေးသေးများတော့အဲ့ဒီ issue တော့တွေ့ရလိမ့်မယ်ဒီကွာဟိုတရားသိရလဲအဘွားမိန်းလာချလို့ချလိုက်မှာပေါ့နော်အဲ့အရင်နေသားမျိုးကျွန်တော်သုံးသပ်မိပါတခြားမှုတွေမှာလည်းအဲ့ဒီကြောင့်တည်တယ်အဲ့ဒါကတော့တော်တော်မကောင်းတဲ့ခြေတွေပါအဲ့ဒီခြေတွေကတကယ်ပြောရင်ကျွန်တော်တို့မီဒီယာသမားတွေနဲ့ press conference ဖယ်ရှားလို့ရမလားပေါ့ကိုစဉ်းစားမယ်အဲ့လောလောဆယ်တော့ပုံနေမျိုးမရောက်လို့ပြောရမှာခုနကတော့ဟိုမီဒီယာတွေရဲ့ပိုင်ဆိုင်မှုအကြောင်းလဲစဉ်းစားကြားလိုက်ပါလေလွတ်လပ်စွာပြိုင်ဆိုင်ခွင့်လဲစဉ်းစားကြားလိုက်ပါလေ ပိုင်းဆိုင်မှုအနေနဲ့ဆိုလို့ရှိရင်တော့ဒီခုမီဒီယာတွေရဲ့အခက်ခဲတဲ့မှာအဲ့ဒါတွေပါဝင်နေလားပိုင်းတော့အရင်တော့အထက်ဆိုင်အခုဆိုလို့ရှိရင် daily တွေထုတ်လို့ရပြီအဲ့ဒါကိုပိုင်တဲ့လူတွေကိုကြည့်မယ်ဟိုပိုင်းဆိုင်ခွင့်တော့ရလာပြီဒါပေမဲ့ပြိုင်ဆိုင်ခွင့်ပြိုင်ဆိုင်ခွင့်ကိုပြန်ကြည့်လိုက်တဲ့အခါဆိုလို့ရှိရင်အင်းအောင်အများကြီးခွာနေပါရဲ့နောက်ပြီးတော့ဟိုဟာ ခြံချီရေးခေစားတယ်တဲ့ပြောဘယ်သူနဲ့ပြိုင်နေရတိုင်းနဲ့တော့ ownership ကအခုပြန်ကြည့်မယ်ဆိုရင်အစိုးရမီဒီယာတွေရှိမယ်ဒီသူပိုင်အာပုတ်ကလေးကမီဒီယာရရှိမယ်တိုင်ရတာအားလုံးသိပြီးသားပါဒါခြေချပြီးသားနှစ်ပေါင်းလောက်သားခြေချပြီးသားရနေအခုမှတစ်နှစ်သားကြော်ကြော်လောက်ရှိတဲ့မီဒီယာတွေပြိုင်နေရတာလေဆိုရတဲ့ကပြိုင်ရခက်ခဲဆရာတို့ဘယ်လိုဖြေရှင်းကြမလဲလက်ရှိပြန်ကြိုက်ဖို့ထင်တာလှုပ်ဆောင်တဲ့သူတို့ရဲ့သွားနေတဲ့ trend ကိုကြည့်တဲ့အခါမှာသူကဒီအစိုးရပိုင်း state owned ကိုခေါ်တဲ့သတင်းစာတွေကို တော့ broadcast တွေကိုလည်း public service broadcast လုပ်မယ်သတင်းစာလည်း public service newspaper လုပ်မယ်ဆိုပြီးတော့ public service media law စာယူရေးနေတယ်အဲပြီးလည်းပြီးနေတင်တဲ့တင်ကျွန်တော်တို့ဇာတ်လမ်းကောင်စီကလိုက်ကန့်ကွက်နေတယ်ဘယ်ချက်တွေမကြိုက်ဘယ်ချက်တွေမကြိုက်ဘူးမကြိုက်တာတော့များပါတယ် public service လို့ပြောပြီးတော့ public service က state owned media တွေကိုပဲဟိုနိုင်ငံပိုင်သတင်းစာနိုင်ငံပိုင်သတင်းစာတွေကိုပဲအများပြည်သူဝန်ဆောင်မှုဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့ပြန်လုပ်မယ်ဆိုရင်အဲ့ဒီအရဲ impact ကကျွန်တော်တို့ private media မှာအများကြီးရှိနေလိမ့်မယ်ခုနကပြောတဲ့ဒီတက်ကပြောတဲ့အထက်မှာ media owner ship မှာနေပြီးတော့ press freedom လာပြီးထိပါမယ်ဆိုတာအဲ့ဒါအဲ့ဒါဖြစ်နေတယ် တကယ် public service လုပ်ကြမှာဆိုတော့ကောင်းပါဦးဗျာ BBC လို VOA လို DVB လို့လုပ်ရတော့ကောင်းတယ်မလုပ်ဘဲနဲ့အဲသူတို့လုပ်ချင်တဲ့ agenda တခုပဲတွန်းဖို့အတွက်အင်အားကြီးတဲ့ media တည်ထောင်လဲဆိုလို့ရှိရင်တော့ဒါလည်းအစိုးရအသင်းစားတိုင်းပဲသွားလို့မယ်သူနည်းနည်းဥစားအသင်းစားပိုင်းပြောင်းလာပဲရှိသေးတယ်အနှစ်သာပြောင်းလာတော့ကျွန်တော်သိရတာဘာမှမတွေ့ရသေးပါဘူးတကယ်ပြောရင် print media မှာတကယ်ပြောရင်ဥစား private media တွေအချင်းချင်းပြန်ကြအဲ့ private media အချင်းပြန်လာတော့မှပဲဟိုကုမ္ပဏီကြီးနဲ့ကုမ္ပဏီသင်းနဲ့ independent ဖြစ်တဲ့လူနဲ့ background ကောင်းတဲ့လူနဲ့မှာဟိုရှုပ်ထွေးနဲ့ဩဇာလုံးမှုတွေရှိနိုင်သေးတယ် အဲ့ကြမ်းမှာအစိုးရဘာလို့ဝင်လို့မဆင်တော့အဲ့ press freedom မှာအများကြီးနှောက်ယှက်ဖြစ်လို့ချင်တယ်အစိုးရအပြင်ကိုဆိုးဆိုးကပိုင်ဆိုင်မှုပါလေအဲပါတီတွေကပိုင်တာရှိတယ် cronies တထေးကြီးတွေအခွင့်အရေးကနေပိုင်တာရှိတယ်အဲ့ဒီအခါမှာရောမီဒီယာရဲ့ကျွန်တော်မီဒီယာတွေရဲ့ယုံကြည်စိတ်ချအားကိုးလောက်တဲ့အခြေအနေကအနည်းငယ်များထိခိုက်မှုရှိနေတာအခုကျွန်တော်တို့ခစ်ပြောင်းသွားတယ်ပေါ့ဗျာအပေါ်ရန်ပြောင်းနေပေါ့နော် ။အပြောင်းသွားတဲ့အခါမှာကျွန်တော်တို့ဒီသတင်းလောကမီဒီယာလောကတွေကိုလာခရိုနီပဲထားထားခရိုပီယာပဲထားထားခရိုစိမ့်ပဲထားထားပေါ့။ဝင်လာကြတာပေါ့နော်။ဝင်လာတချို့တိတိသာဝင်နေတချို့မတိမတာဝင်နေပေါ့နော်။တိတ်တိတ်လေးဝင်လာရရှိလား။ရှိတယ်ပေါ့။နော်ကျွန်တော်တို့လည်းမြင်နေရတယ်။တရားဆွဲခါမှဆိုလို့ကျွန်တော်တို့ငြိမ်းနေရမျိုးတွေရှိတယ်။ဟုတ်နော်။အဲ့တော့အများကြီးဝင်နေကြတယ်။အဲ့ဒီဝင်နေတာတွေအားလုံးဟာကျွန်တော်တို့မီဒီယာလောကကိုချုပ်ကင်မှုအတွက်လုပ်နေတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့ editorial arbor တစ်ခုမှတွေ့လိုက်ပါတယ်။ဒီမီဒီယာလောကမှာ ဆုံးဖြူတွေတမင်တကာဝင်လာနေသလားဆိုတာမျိုးဆရာအဲ့မျိုးတွေးတာမျိုးရှိလားတွေးတာမဟုတ်ကျွန်တော်တွေ့ကိုနေပါတယ်ဘာလို့လဲဆိုတော့တချို့မီဒီယာတွေကလွတ်တော်ရဲ့ propaganda ကြီးကိုလုပ်နေတဲ့မီဒီယာတွေတရားရှိတယ်တော့တချို့ကကြတော့လက်ရှိအစိုးရရဲ့ကောင်းမွန်တာတွေကိုပဲရေးတာရှိတယ်နောက်တစ်ခုကအဲ့နှစ်ခုကိုဖယ်ပြီးတော့မှတရားပါတီကို ိုပဲကနာလုပ်တဲ့ဟာရှိတယ်ဒါတော့ထင်းထင်းရှားရှားပြောရရင်ပြည်တော်သူနေစဉ်ပါတီနဲ့ဒီလိုင်းဆိုရင်ဒါပါတီပရိုပဲကနာဒါနျူးစ်ပေပါလို့ပြောလို့ရတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဖက်နဲ့အသွင်ဖြောက်ပြီးတော့ကျွန်တော်လာတယ် ownership ကလည်းတိတိကျကျ express လုပ်မထားဘူးဒါပေမဲ့နောက်ကသွားနေတဲ့ပုံဖော်နေတာမှနှမျိုးရှိတယ်ကြောက်တော့တော့ကပြုထားတဲ့အဖွဲ့အစည်းကိုကောင်းမွန်ကြောင်းတည်သူကို message ပေးတာတခုရှိတယ်နောက်တစ်ခုကဒီမိုကရေစီဟာမြန်မာပြည်သူပြည်သားရင်းနဲ့မထိုက်တန်သေးကြောင်း ဒီစာနယ်ဇင်းလွတ်လပ်ခွင့်ဟာမီဒီယာတွေနဲ့မထိုက်တန်သေးကြအောင်သူကနေစပြီးတော့မီဒီယာ disguise ပေါ့ပုံပြပန်းပြဖြစ်အောင်လုပ်ပြီးတော့တံပိုးကြအောင်လုပ်တာမျိုးတွေကိုတွေ့လာရတယ်။ဆရာဆရာကျွန်တော်ဘာမှမတတ်နိုင်ဘူးဆိုတဲ့အချိန်မျိုးဖြစ်လာဖြစ်နေလား။ကျွန်တော်အဲ့လိုတော့မယူဆပါဘူးဟိုကိုစက်ကလေးကမှလည်းအဲ့လိုဒီလိုကိုရောင်ဖြောက်ပြီးပုံလာရရှိတယ်ဟိုကမ်မဖလက်ပေါ့နော်ဟိုအရောင်ပြောင်းပြီးတော့ဒီအရောင်ဖြတ်ပြီးတော့ပုံလာရရှိတယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒါတွေကဒီအချိန်မှာတော့ရှိမှာပဲလို့ကျွန်တော်တို့အဲတွေးထားတဲ့သင့်တယ်ထင်တယ် ဒါပေမဲ့ဘာလို့သိလဲလို့မေးလို့ရှိရင်တော့အဓိကကြာနှစ်ခုပဲရှိလို့ရှိရင်တစ်ခုကတော့ကျွန်တော်သတင်းသမားတွေကိုယ်တိုင်ပဲကျွန်တော်သတင်းသမားကိုယ်တိုင်က reliable ဖြစ်တဲ့သတင်းတွေကိုပေးနိုင်မလားပေးကြမှာလားပေးနိုင်အောင်စူးစမ်းမှာလားချက်ချင်းနောက်တစ်ခုကကျွန်တော်တို့ကတန်းသိပြီးသားနဲ့ reader တွေကိုယုံကြည်စေခြင်းနဲ့ကျွန်တော်တို့က reader တွေကိုမယုံဘဲ reader ကျွန်တော်တို့ယုံမှာမဟုတ်ဘူးဒီမှာခက်ခဲတွေရှိမယ်အခုကလောငွေကြေးခက်ခဲ ownership ခက်ခဲနဲ့ pressure တွေရှိမယ်ဒါပေမဲ့ကျွန်တော်သတင်းသမားတွေကိုယ်တိုင်နဲ့ပြည်သူတွေကိုယ်တိုင်ကယုံကြမယ်ဆိုရင်တော့အဲကျွန်တော်ကမျှော်လင့်ချက်ရှိတယ်လို့ထင်တယ်ဟုတ်ကဲ့ဟိုမှာတရားဟိုမှာတရားဟုတ်ကဲ့ ဥပဒေမီဒီယာနဲ့ပတ်သက်တဲ့ဥပဒေတွေမှာမီဒီယာတွေအားလုံးလက်ခံတဲ့အချက်အလက်တွေပါဖို့အရေးကြီးပါတယ်။ခဏဒီအုံနာရှင်းတဲ့ပတ်သက်လို့ကတော့ဒါကတော့ဖြစ်မှာပဲရေးွက်သဘောရတာ။ဖြစ်မယ်ဆိုရင်လည်းအရေးကြီးတာအေဒီတိုရီယယ်အင်ဒီပန်ဒန့်ဖြစ်ဖို့အသိအရေးကြီးရယ်။ဟုတ်ဥမာကတော့အင်ဒီတိုအေဒီတိုရီယယ်အင်ဒီပန်ဒန့်ကဘလောက်အရေးကြီးလဲဆိုရင်ကျွန်တော်တို့ဥပမာပြမယ်ဆိုတော့ဆရာယူဝင်းတင်ပေါ့။သူဆိုရင်ဒါဥနေဝင်သိသဘောကျတယ်လို့ရမ်းခင်တယ်။ဒါပေမဲ့သူ့အေဒီတိုရီယယ်အင်ဒီပန်ဒန့်အရန်ဖြစ်တဲ့အတွက်သူလုံးဝလက်မခံခဲ့ဘူး။သူ့ဖမ်းရဖမ်းထောင်ချရချ ဒီလိုမျိုးအရေးချင်းရှိတဲ့သတင်းစာလောကကတကယ်ချင်းမြတ်လို့ရေချင်းရှိရလူတွေဒါမီဒီယာလောကတိုင်းကများများပေါ်လာနေဆိုရင်အုံနာရှိပြဿနာလောက်ကြီးဆိုရင်ကြမရှိပါဘူး။ဒါဥရေနော်။အခုပြောသလိုပဲကျွန်တော်ဒီမီဒီယာတွေကိုတက်ရှုပ်ပြီးတော့ဗောနော်ကျွန်တော်တို့ကမီဒီယာတွေကိုအဓိကပုံဖြတ်မယ်။ပုံဖြတ်ပြီးတော့မင်းတို့တွေတင်းကျပ်တဲ့ဥပဒေတွေလို့ရတယ်။မင်းတို့ငါတို့ ထိမ့်သိမ့်မှုလိုရယ်ဆိုတော့အမြင်မျိုးပေါ့အဲ့ဒီအမြင်မျိုးတမင်သက်ဖန်နေနေတာဒါကကျွန်တော်တို့အပြင် print print media တွေမှာလည်းကျွန်တော်အဲ့ဒါတွေတွေ့ရတယ်လို့ပဲကျွန်တော် online media မှာဆိုလည်းအဲ့ဒါတွေတွေ့ရတယ်ကျွန်တော်တို့ဒီ Facebook ကအခု media တစ်ခုအနေနဲ့ကျွန်တော်အသုံးများလာပြီးတော့ဒူတော်တော်များများဒီ Facebook ကိုတုံးလာတဲ့အခါမှာဒီ Facebook ကိုပါဝင်ပြီးတော့ပုံဖြတ်နေတာတွေပါကျွန်တော်တို့တွေ့လာတယ်အဲ့တော့အဲ့ဒီဟာတွေကိုကျွန်တော်တို့က media တွေနဲ့အများကြီးသတိထားဖို့လိုပါတယ်အခုနောက်ပိုင်ဆိုင်မှုကတကယ်လားဒီ editorial ရဲ့ editorial policy editorial မူဝါဒဟာဘယ်လောက်ထိလွတ်လပ်တယ်လဲ ဆိုတော့9 cm solution chronic ပဲပိုင်ပိုင်သူပဲပိုင်ပိုင် party ပဲပိုင်ပိုင်သူပဲပိုင်ပိုင်အစိုးရပဲပိုင်ပိုင်သူပဲပိုင်ပိုင်အဲ့ဒီ editorial လို့လည်းခွင့်ရဆက်လို့အားရလားအဲ့လိုအားရမှာဘာလို့ဆိုဟိုအဲ့ဒါတယောက်ကတော့သူတိတ်ခေါဘာနဲ့မလဲပါဘူးဟိုနဲ့ဆရာပြောတယ်အားရတယ်ဆိုတာဘယ်သူလေးကိုအားရဘာလို့အားရဘယ်လိုဟာအားရလဲဟိုကျွန်တော်အားရဆိုတော့တကယ်ဟလာဟိုကိုကျိုးစွန်ပြီးတော့ဟလာလွတ်နေတဲ့ဟိုလုံနေတဲ့ဟာမျိုးတွေရှိတယ်လွတ်သွားတဲ့လူမျိုးတွေလည်းဒါရှိနေတယ်ကိုအမြင့်တော်ဆွေးနွေးပြပါဦးသကော ကျွန်တော်တို့ကထိန်းချုပ်တာတွေထိန်းကျုံတာတွေထိန်းသိမ်းတာတွေအမျိုးစုံကြားရတယ်ထိန်ချောင်းမှုတွေမကောက်ထိန်ချောင်းမှုတွေရှိထိန်ချောင်းမှုကဒီမီဒီယာဥပဒေနဲ့ပတ်သက်လို့စာနယ်ဇင်းကောင်စီတွေမကောက်မီဒီယာဖွဲ့စည်းတွေလည်းကျွန်တော်တို့နောက်က support လုပ်ခဲ့တယ်အဲဒါထိန်ချုပ်မှုပေါ့နော်ထိန်ချောင်းမှုတွေကတော့အခုလက်တလောဖြစ်နေတဲ့ဤသေးဥပဒေနဲ့ကျွန်တော်တို့မီဒီယာဥပဒေကိုဟိုသွန်းမှုဖို့စူးစမ်းရတာလေဒါတွေကတော့80ကြုံရအောင်ပါပဲအဲ့ဒီဟာကိုကျွန်တော်တို့အခုဟို iron side ပြီးပြောရမယ်လို့ထင်တယ်ကျွန်တော်တို့မီဒီယာတွေရဲ့လွတ်လပ်မှုအခြေအနေစိတ်ချယုံကြည်နိုင်မှုအခြေအနေနဲ့ပတ်သက်ပြီးတော့ အမြင်သဘောထားတွေစူးစီးထားတာတွေတင်ပြဖို့ရှိပါတယ်။ဒီနေ့ကတော့ဘာပြောမီဒီယာလွတ်လပ်ခွင့်ရှိလာပါဘူး။ဒါပေမဲ့ကျွန်တော်တို့အချိန်တည်းမှာပဲကျွန်တော်တို့ရဲ့လွတ်လပ်ခွင့်တွေကဖြည်းဖြည်းနဲ့ပြန်လည်ကျင်းပြောင်းလာတဲ့အခြေအနေတစ်ခုကိုလည်းမြင်တွေ့နေရပါတယ်။သတင်းမီဒီယာလွတ်လပ်ခွင့်မရှိတဲ့နိုင်ငံကိုဒီမိုကရေစီနိုင်ငံလို့နိုင်ငံသားကအသိအမှတ်မပြုဘူးဒီဆန်ညွန်းဟာအင်မတန်အရေးကြီးတယ်မီဒီယာ law မီဒီယာဥပဒေတွေကိုထောက်ပြန်ပြီးဖြစ်တော်လဲမီဒီယာသမားတွေကို ုပ်ချုပ်ရေးဆိုင်ရာနဲ့တရားစီရင်ဆိုင်ရာအဖွဲ့အစည်းတွေအရေးယူမှုတွေ့နေတာဒါဟာမီဒီယာစိန်ခေါ်မှုဖြစ်တယ်။တရင်ယူတဲ့အခါမှာအစိုးရဝန်ကြီးဌာနတွေကနေပြီးတော့မှဟိုအခက်အခဲအတားအဆီးတွေအများကြီးတွေ့နေရတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကအခုလာမဲ့ဟို next election မတိုင်ခင်မှာကိုမီဒီယာလောကမှာစိန်ခေါ်မှုတွေအများကြီးနဲ့ကြုံတွေ့ရအောင်လို့ကျွန်တော်ယူဆပါတယ်။မတ်လ14ရက်နေ့ရပဲကျွန်တော်တို့မီဒီယာဥပဒေကိုအတည်ပြုပြီးအတည်ပြုပြီးဆိုလို့ရှိရင်ဒီ တရားရေးမှန်တယ်ကနေပြီးတော့အရေးယူတဲ့အခါမီဒီယာဥပဒေအရာပဲပေါ့စဉ်းစားချင်းချင်ပြီးတော့ဒီဟာကိုဆုံးဖြတ်ချက်ပေးရမယ်မီဒီယာလွတ်လပ်ခွင့်နေပေးနေပါလေပေးနေတယ်ဆိုတဲ့အနေအထားလေးမှာမှသတင်းရယူဒီနေတဲ့အဲဒီဒီလုပ်လုပ်ငန်းတွေကိုတော့တာစီနှောက်ရှက်နေတာကြတော့ပေးကားပေးဟိုမရဆိုတာမျိုးလို့ဖြစ်မှာပေါ့မီဒီယာတမားတွေကိုစိန်ခေါ်နေတဲ့ကိစ္စဖြည့်ရှင်းဖို့အတွက် 那种嘛，大雾系列。Huh.